ောက်သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာသမား Grade 7တင်ချာတရားဥပဒေများကိုမျှဝေတင်ကြားပေးပါမယ်ဆရာရဲ့မျှဝေတင်ကြားမှုလေးကိုလက်သက်တဲ့အကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်သွားပေးဦးနော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာဒီဆရာတို့တင်ချာတက်ရဲ့အခန်းနဲ့2.4.2ရဲ့ဆရာတို့အစားနည်းဖြင့်အကြီးဆုံးပုံစံခွဲခင်းရှာခြင်းကိုလေ့လာရအောင်အဲ့တော့ဆရာတို့အစားနည်းမှာဆရာတို့ဘယ်လိုအစားနည်းတွေလဲဆိုတာဆရာတို့လေ့လာရအောင်ဟုတ်ပြီနော်အဲ့တော့အစားနည်းမှာနည်းလမ်းနှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့အစားနည်းလေ့လာရမှာဒီဆရာတို့က အစားအနည်းနဲ့အကြီးဆုံးပုံစံကကဲနေခွဲတတ်ပြီးတော့တာလုသမီးတို့ရဲ့နေစဉ်ဘဝနဲ့ဆက်ဆက်တဲ့ပုံစံတွေမှာဆရာတို့ကပြန်လည်အသုံးချတတ်ဖို့ဖြစ်တယ်။ဒါကဆရာတို့ဒီနေ့လေ့လာရမယ်သင်ခန်းစာလေးရင်းကြီးချက်ဖြစ်တယ်။ဟုတ်ပြီဒါဆိုဆရာတို့ပုံစံတွေလေးတွေကြည့်ရအောင်။အဲ့တော့အဲ့ဒီပုံစံတွေတက်မှာဆရာတို့က84ရဲ့198ရဲ့သူတို့ရဲ့နှစ်ခုရဲ့အကြီးဆုံးပုံစံကကိန်းကိုရှာမယ်။အစားအနည်းနဲ့ရှာမယ်။ဒါဆိုဆရာတို့ကဘယ်လိုစားရမလဲ။ဟုတ်ပြီနော်။စားလိုက်ပါပေါ့ကွာ။ဟာလေဇွန်လေးနဲ့ ကောဇင်းလေးနဲ့ကောပြီးတော့စားလိုက်မှာပေါ့နော်နောက်တော့ပါဆရာတို့ဒါဆိုဘလို့စားမလဲကြည့်ရအောင်အဲ့တော့ဆရာအဆင့်လေးတွေနဲ့ဆရာတို့ကြည့်ရအောင်ပါအဆင့်တွေပိုပြည့်ကြီးသောဂိမ်းကိုငဲသောဂိမ်းပြင်စားပါကြည့်တဲ့ဂိမ်းကိုငဲတဲ့ဂိမ်းနဲ့စားရတယ်ဟုတ်တာပေါ့ဟုတ်ပြီเนาะအဲ့တော့ကြည့်တဲ့ဂိမ်းကိုငဲတဲ့ဂိမ်းနဲ့စားဒါဆိုဆရာတို့ကဟောဒီ84ရေ198မှာကြည့်တဲ့ဂိမ်းဒီပြရတယ်198ရေဒါကြောင့်198ကိုဆရာတို့ဘာနဲ့စားရမလဲ84နဲ့စားရမယ်ဟုတ်ပါပြီဒါဆိုဆရာတို့တွေ 198ကို84နဲ့စားလိုက်မယ်။ဟောဆရာတို့တွေငငယ်တုန်းကအစားကြီးစားခဲ့တဲ့အခါမှာဆရာတို့တွေဒီဟောဒီ84ဒီစားခဲ့198ဒီဒီဂိမ်းဖြစ်သွားတယ်။ဒါဆိုသူတို့အစားတဲ့အခါမှာဆလတ်ကလေးကိုဆရာတို့ကဟောဒီအပေါ်မှာရေးတယ်။အခုကျတော့ဆရာတို့ကစားနေမှာအဲ့ဒီဆလတ်ကိုအပေါ်မှာမရေးဘူးဆရာတို့ကဟောဒီလက်ရပဲမှာရေးမယ်။ဟုတ်ပြီနော်ဒါဆိုဆရာတို့က84နဲ့ဆရာတို့ကစားကြရအောင်။ဒါဆိုဆရာတို့က198ကိုဆရာတို့က84နဲ့စားမယ်။ တော့84နှစ်လေးဝင်လိုက်မယ်169 168ဒါဆိုဆရာတို့ကဒီမှာ168ကိုဘာလို့လိုက်မလဲနှုတ်လိုက်မယ်အဲ့တော့စာလက်ကဆရာတို့ကဟောဒီအပေါ်မှာမရေးဘဲနဲ့ဘယ်မှာရေးရလဲလက်ရဘယ်မှာရေးရမယ်ဒါလေးသတိထားရပြီးရင်ဆရာတို့ဒီအစားဒီဆရာတို့ထက်ခါထက်ခါနှုတ်သွားမှာအဲ့တော့နှုတ်ပြီး30ကျပ်ဟုတ်ပြီနော်အဲ့ဆိုဆရာတို့ကဒီမှာနှုတ်လိုက်တယ်30ကျပ်ရှစ်တဲ့ရှင်းနှုတ်3ည6တဲ့6နှုတ်တော့3 ဒါဆိုရင်ဆရာတို့ကဘာလုပ်ရမလဲဘာထပ်လုပ်ရအောင်မှာလဲစားလို့ကမပြတ်သေးဘူးဟုတ်ပြီเนาะဒါဆိုဘာထပ်လုပ်ရအောင်ပါစသေးဆိုတော့ဆရာတို့ကြည့်ရအောင်အစင်းနဲ့အကျွင်းတုံညာမဟုတ်လျင်ရခင်စားကိန်းကိုအကျွင်းဖြစ်စစ်စားရမယ်ဒါဆိုဆရာတို့ဒီအကျွင်းတုံညာရတာမဟုတ်တဲ့အတွက်ဘာလုပ်ရမလဲရခင်စားကိန်းကိုအကျွင်းနဲ့စစ်စားရမယ်ရခင်စားကိန်းဆိုတာဘယ်အောင်ပြောလဲ84အကျွင်းဆိုတာ30ဒါကြောင့်ရခင်စားကိန်းကိုအကျွင်းနဲ့စစ်စားပါလို့ပြောတဲ့အတွက် 84ကိုဗာနဲ့ထပ်ဆားရမယ်30နဲ့ထပ်ဆားရမယ်ဒါကြောင့်တီဂိန်းကိုဒီ84ဖြစ်သွားမယ်ဒါကြောင့်အဲ့ဒီ84တီဂိန်းကိုဘယ်လိုသွားရေးလိုက်မလဲတီဂိန်းဖြစ်သွားရေးလိုက်မယ်ဒါကြောင့်84စာဂိန်းကဒီမှာဆရာတို့ဘာဖြစ်သွားမလဲတီဂိန်းဖြစ်သွားမယ်အဲ့တော့ဆရာတို့ကအကျွင်းတုံညာရတဲ့ဒီဇက်တိုက်ဘာလို့သွားရုံမလဲစားသွားရမယ်ဒါကြောင့်ဆရာတို့က84ဒီဒီမှာစာဂိန်းဒီဘာဖြစ်ရေးလိုက်မလဲတီဂိန်းဖြစ်ရေးလိုက်မယ်ရခင်စာဂိန်းကိုအကျွင်းနဲ့ဘာလို့ရအောင် ဆက်စားပါဆိုလို့ဆရာတို့အစင်းနဲ့ကိုဆက်စားလိုက်တာဖြစ်တယ်။ဒါဆိုအစင်းနဲ့ကိုဒါသမီးနားလည်မယ်နော်။အဲ့တော့မှဆရာတို့က30နဲ့လီဝင်အတော့3နဲ့လီ60အဲ့တော့မှ84တဲ့ဆရာတို့က60ကိုနှုတ်၄တဲ့အုံညာနှုတ်တော့လီ၈တဲ့ဆောင်းနှုတ်တော့နှစ်ဆိုတော့24အဲ့တော့အကျွင်းအုံညာမရခင်ဆရာတို့ကမရရင်ဇက်တိုက်ဇက်တိုက်ရခင်စားကိန်းကိုအကျွင်းနဲ့ဆက်စားသွားရမှာဒါဆိုရခင်စားကိန်းဒီဘယ်လောက်လဲ 30ဖြစ်တယ်ဒါဆိုရင်အဲ့ဒီ30ဒီဘာဖြစ်ရမလဲ30ကိုစက်စားရမှာဖြစ်တယ်ဒါကြောင့်မလို့30ကိုဒီဘက်မှာ D gain အဖြစ်ပြန်ရေးလိုက်ဒါဆိုအကျွင်းနဲ့စက်စားပါလို့ပြောရတဲ့ဘာနဲ့စက်စားလိုက်မလဲ24နဲ့စက်စားလိုက်မယ်အဲ့တော့မှာ24တလီ24ဒါဆိုဆရာတို့ကနှုတ်ပဲအဲ့တော့30တဲကနေ24ကိုနှုတ် အဲ့တော့ဆရာတို့ခြောက်ကျင်အကျွင်းတုံညာမရသေးဘူးအကျွင်းတုံညာမရလည်းရင်ရခင်စားကိန်းကိုကျွင်းနဲ့ဆက်စားမှာဖြစ်တဲ့အတွက်24ကိုဘာလို့မလဲအဲဒီမှာဒီကိန်းအဖြစ်ပြန်ရေးလိုက်မယ်အဲ့တော့မဆရာတို့ခြောက်နဲ့ဆက်စားမယ်ခြောက်လေးလီ24ဒီတခါတော့ဆရာတို့ဘာဖြစ်ပြီလဲအကျွင်းတုံညာရပြီဒါဆိုရင်အကျွင်းတုံညာရပြီအဲ့တော့အကျွင်းတုံညာရတဲ့အတိုင်းအထီဆရာတို့ဘာလို့ရမလဲရတဲ့အတိုင်းအောင်ဆရာတို့ကဆက်စားမယ်ဆိုလို့စားလာလိုက်တာဆရာတို့အကျွင်းတုံညာရသွားပြီ ဒါဆိုရင်ဆရာတို့ကအပြည့်ထုတ်ရတော့မယ်။အကြီးဆုံးပုံစံအခွဲကိန်းကဘယ်လောက်ပြည့်ထုတ်ရမလဲဆရာတို့ကြည့်ရအောင်။နောက်ဆုံးစာကိန်းဒီအကြီးဆုံးပုံစံအခွဲကိန်းဖြစ်သည်။အစားနည်းနဲ့တွေ့တဲ့အခါမှာနောက်ဆုံးစာကိန်းကအကြီးဆုံးပုံစံအခွဲကိန်းဖြစ်တယ်။ဒါဆိုရင်တီကိန်းက24စာကိန်းက6စာလက်က4ဟောပြီနော်4ဒါကိုဆရာတို့ကသိရမယ်။အဲ့တော့စာကိန်းနေစာလက်နေတီကိန်းနေမှားပြီးရတဲ့လေ။ဟောပြီနော်ဒါဆိုဆရာတို့ကနောက်ဆုံးစာကိန်းဒီဆရာတို့က အကြီးဆုံးပုံစားခွဲကိန်းဖြစ်တဲ့စားကိန်းနောက်ဆုံးစားကိန်းဒါကြောင့်နောက်ဆုံးစားကိန်းဒီဘယ်ရလဲနောက်ဆုံးစားကိန်းဒီ sales ဖြစ်တယ်ဒါကြောင့်နောက်ဆုံးစားကိန်းဒီဘာဖြစ်လဲအဖြေဖြစ်တယ်ဒါကြောင့်အကြီးဆုံးပုံစားခွဲကိန်း greater common factor gcf ဒီ block ရမယ် sales ဆိုပြီးတော့ဆရာတို့ဖြေလိုက်ရုံပဲဒါဒီဆရာတို့ကအစာနီးနဲ့အကြီးဆုံးပုံစားခွဲကိန်းရှာတာဟုတ်ပြီเนาะဒါဆိုဒါတို့သမီးတို့အစာနီးနဲ့အကြီးဆုံးပုံစားခွဲကိန်းရှာရင်လို့ရှာရမလဲဆိုတော့နားလည်မယ်เนาะဒါဆိုဆရာတို့နောက်တစ်ဆက်ပြီးတော့လေ့လာလဲရအောင် ကဲပုံစံတွဲနှစ်ကိုလေ့လာရအောင်ဒီတစ်ခါကျတော့ဆရာတို့ကကဏ္ဍကဘယ်နှစ်ခုတော့ရှိနေလဲ၃ခုတော့ရှိဟောပြီးတော့အဲ့ဒါကဏ္ဍ၃ခုရှိနေရဲ့ဆရာတို့အစားနည်းနဲ့ဆရာတို့ရှာမယ်အဲ့တော့ဆရာတို့ကကဏ္ဍ၃ခုဖြစ်နေရင်တော့နှစ်ခုထက်ပိုတဲ့ဂိမ်းများရဲ့အကြီးဆုံးပုံစံခွဲဂိမ်းကိုရှာလို့တော့တဲ့နှစ်သိရာဂိမ်းနှစ်ခုရဲ့အကြီးဆုံးပုံစံခွဲဂိမ်းကိုရှာပြီးမှထိုအကြီးဆုံးပုံစံခွဲဂိမ်းနဲ့ကြံဂိမ်းတွေကိုဆရာတို့ကရှာရမယ်ပြောချင်တာကကဏ္ဍ၃ခုနဲ့၃ခုထက်ပိုနေရင်သာလို့သမီးတို့ကြိုက်တဲ့နှစ်ခုကိုရင်အစားနည်းနဲ့ရှာ ရှာလို့ကြံနေတဲ့ဟာနဲ့မလုပ်ရမလဲနောက်ထပ်ဆရာတို့ကကြံနေတဲ့ဂိမ်းနဲ့မလုပ်ရမလဲစစ်ရှာအဲ့လိုမျိုးရှာခိုင်းတာပြောဟုတ်ပြီနော်ဒါဆိုဆရာတို့ကြည့်ရအောင်ဒါဆိုဆရာတို့ကဟောဒီမှာရှိတဲ့ဂိမ်းနှစ်ခုကိုအရင်ဆုံးရှာလိုက်မယ်ဒါဆိုကြီးသောဂိမ်းဝင်ငယ်သောဂိမ်းမြတ်စားပါစင်တစ်မှာပြောထားတယ်ဒါကြောင့်ဆရာတို့ကြီးသောဂိမ်းငယ်သောဂိမ်းနဲ့စားမယ်ဒါဆိုဆရာတို့က665ကိုဗာနဲ့စားမယ်980နဲ့စားမယ်3မုံ266နဲ့စားမယ် ကြိုက်တာနှစ်ခုဝင်ရင်အတွက်ဟုတ်ပြီနော်ဒါဆိုဆရာတို့ကရှေ့ကဂိန်းနှစ်ခုဝင်ရင်တွက်လိုက်ဒါဆိုဆရာတို့က950တလီ950ဆရာတို့ဘာလို့လိုက်မလဲနှုတ်မယ်အဲ့တော့နှုတ်ပေါ့နော်အဲ့တော့900တုံညာတော့5ဆရာတို့ကဒီမှာ66တဲ့က59ကိုနှုတ်တော့ဘယ်လိုရမလဲ90နဲ့ဆရာတို့ကိုရမယ်ပေါ့နော်အဲ့တော့ပါဆရာတို့95ရမယ်ဒါဆိုဆရာတို့အကျွင်းတုံညာမရလေရခင်စားကိန်းကိုကျွင်းနေစစ်စားပါဒါဆိုရခင်စားကိန်းဒီ 990ဒါကြောင့်990ကိုဆရာတို့ဗာနဲ့စစ်စမ်းမယ်95နဲ့စစ်စမ်းမယ်ဒါကြောင့်990ကိုဒီကိန်းအဖြစ်ပြောင်းရေးလိုက်မယ်ပြီးတော့ဆရာတို့ဗာနဲ့စမ်းမယ်95နဲ့စမ်းမယ်ကွာဆန်လက်ကိုဆရာတို့လက်ရပေးမှရေးမယ်ဆန်လက်ကိုလက်ရပေးမှရေးမယ်95 6ဝင်လိုက်မယ်990ဆိုရင်ဆရာတို့ပြတ်သွားပြီဟောအကျဉ်းတုံညာရတဲ့ဒီစစ်စားပါဆိုဆရာတို့စားလိုက်ပြီကဲနောက်ဆုံးစားကိန်းဒီဘာဖြစ်လဲအဖြေဖြစ်တယ်ဟာအာရပါရအဖြေရပြီကွာဆိုဆရာတို့က greater common factor gcf 95ဆိုပြီးအဖြစ်ထုတ်ချလိုက်ရင်တော့မဖြစ်ပြီလေမှားပြီဆရာတို့ကဒီမှာကိန်းကဘယ်နှလုံးဖြစ်နေလဲ၃လုံးရှာပေးရမှာဒါကြောင့်မို့ဆရာတို့အဖြစ်ထုတ်လို့မရသေးဘူးအဲ့တော့နောက်ဆုံးစာကိန်းဒီအဖြစ်ဖြစ်တယ်ဟုတ်တယ်ဒီနှစ်ခုမှာအတွက်တော့95ဒီအဖြစ်ဖြစ်သေးတယ်ဒါပေမဲ့ဆရာတို့ကိန်း၃လုံးရှာခိုင်းတာဖြစ်တဲ့အတွက်ဟောဒီ95နဲ့ဒီမှာကြံမရှာပဲခြံထားခဲ့တဲ့266နဲ့ဘာလို့ရမလဲဆက်ပြီးရှာရအောင်ဒါဆိုရင်ကြီးသောကိန်းကိုငယ်သောကိန်းပြန်စားပါလို့ပြောတဲ့အတွက်266 ကျန်နေတဲ့166ကိုဗာနဲ့စားရမယ်။ဆရာတို့ဒီနှစ်ခုရှာလို့ရတဲ့အဖြစ်65နဲ့စားပါစားရမယ်။စပီးတွက်ပေးရမယ်။ဟုတ်ပြီနော်။ဒါဆိုနားလည်မယ်နော်။ဒါကြောင့်ဆရာတို့166ကို65နဲ့စပီးရောစားမယ်။အဲ့တော့စားလက်ကိုလက်ရဘက်မှာရေးလိုက်မယ်။အဲ65နဲ့လီဆရာတို့ဝင်လိုက်တဲ့190နှုတ်မဲ့86ရမယ်။အကျဉ်းတုံညာရတဲ့ဒီဆရာတို့ဆက်ပြီးစားရမယ်ဒါဆိုရင်ရခင်စားကိန်းကိုကျွဲနဲ့ဆက်စားပါပြောတဲ့ရေ95ကိုဒီမှာဘာပြပြောင်းရေးလိုက်မလဲ ကြည်ကိန်းပြည့်ပြောင်းရေးလိုက်မယ်။ဟုတ်ပြီเนาะဒါဆိုဆရာတို့86နဲ့ဆက်စားတော့တတိပဲဝင်လို့ရမယ်။ဒါဆို86နှုတ်လိုက်တော့ဆရာတို့19ရမယ်။အကျွဲ၃ညမရခင်ရခင်စားကိန်းကိုအကျွဲနဲ့စစ်စားပါလို့ပြောရတဲ့ဆရာတို့96ကိုဗာပြမလဲဒီကိန်းအဖြစ်ပြောင်းရေးလိုက်မယ်29နဲ့အကျွဲနဲ့စစ်စားမယ်ဒါဆိုရင်ဆရာတို့က16လေးလီ86ဆိုရင်ဆရာတို့က တုံညာအကျဉ်းတုံညာရပြီအဲတော့မှနောက်ဆုံးစာကိန်းဒီအဖြေဖြစ်တယ်ဆိုတော့ဆရာတို့ဒီနောက်ဆုံးစာကိန်းကဘယ်အဖြစ်မလဲနောက်ဆုံးစာကိန်းဒီ19သူဒီဘာဖြစ်လဲအဖြေဖြစ်တယ်ဒါကြောင့် greater common factor ဆိုပြီးပြလိုက်ရုံပဲ19ဒါဒီဆရာတို့ကဘာလဲလဲဆိုတော့အစာနီနဲ့တွက်လိုက်တာအဲ့တော့အစားနည်းနဲ့တွေ့တဲ့အခါမှာဆရာတို့တွေဒီ gain နှစ်ခုတည်းပုံနေရင်တော့ဆရာတို့ဘာလို့ရမလဲအခုဆရာရှင်းပြသလိုပဲ တောင်းသမီးတို့ဂျိုင်းနှစ်သက်သက်ဂိမ်းတစ်ခုကိုအရင်ရှာရှာလို့ရတဲ့အဖြစ်နဲ့နောက်ထပ်ဂျန်တဲ့ဂိမ်းနဲ့ပါလို့ရမယ်စစ်ပြီးရှာရမယ်ဒါဆိုရင်ဂျိုက်တဲ့ဂိမ်းတွေပေးထားဆရာတို့အစားနည်းနဲ့ရှာမယ်ဆိုရင်အခုဆရာရှင်းပြသလိုမျိုးလေးရှာရမယ်ဆိုတော့တောင်းသမီးတို့နားလည်ထားရမယ်ဟုတ်ပြီနော်ခဲဒါဆိုရင်တောင်းသမီးတို့နားလည်မယ်ဆိုရင်ဆရာတို့လေ့ကျင့်ခန်းလေးသွားလို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့စာအုပ်ထဲကလေ့ကျင့်ခန်းလေးမသွားခင်မှာတအားသမီးတို့ဆရာတင်ပြီးတင်လိုက်တယ်သင်ခန်းစာလေးနားလည်လာလို့ဟောဒီနံပါတ်1 ဆရာပေးထားတဲ့ဂိမ်းလေးတွေလွယ်လွယ်လေးတွေပါเนาะအဲ့ဒါလေးတွေကိုဆရာတို့အစာအိမ်နဲ့ရှာကြည့်ပါပြီးရင်ဆရာတို့အဖြေတိုက်ကြပါเนาะကဲရတင်းတဲ့နှစ်ကိုသွားတော့သူမျိုးလေ့ကျင့်ကြည့်ပါပြီးတော့ဆရာတို့အဖြေတိုက်ပါအဲ့တော့ဆရာတို့ကဒီမှာနံပါတ်1ဆိုရင်20 30 60ရှိတယ်ကွာကြိုက်တဲ့ပါကိုရင်ရှာမလဲကြိုက်တဲ့နှစ်ခုကိုအစာအိမ်နဲ့ရှာပြီးတော့မှရတဲ့အဖြေနဲ့နောက်က60နဲ့ဆက်ရှာဒီတိုင်းဒီမှာလည်းအတိုင်းပဲဒီဂိမ်း၃လုံးနဲ့ကြိုက်တဲ့နှလုံးကိုရင်ရှာပြီးတော့မှကြံနေတဲ့၃လုံးနဲ့ထပ်ရှာ ကဲအဲ့ဒါလေးတွေ့ကြည့်ပါเนาะကဲတွေ့ပြီးတော့ပြီဆိုရင်ဆရာတို့အဖြေတိုင်အောင်ဟောကြီးတော်ကိန်းဟောငယ်တော်ကိန်းမြဲစားပါဒါဆိုရင်30ကိုဗာနဲ့စား20နဲ့စားလို့ရတယ်ဒါမှမဟုတ်60ကို30နဲ့စားပြီးဒီနှစ်ခုဝင်တွေ့လည်းရတယ်20နဲ့60နဲ့ရင်တွေ့လည်းရတယ်ကြိုက်တာနဲ့ရင်တွေ့ဟုတ်ပြီเนาะမိမိနဲ့သက်သက်လို့တွေ့လို့ရတယ်နောက်ဆုံးအဖြေကတော့သွားတူမှာဟုတ်ပြီเนาะဒါဆိုဆရာတို့ကစားတော့မယ်ကြည့်တော့ကိန်းငွေတော့ကိန်းမြဲစားပါဆိုလို့30ကိုစားလိုက်တယ်20တလီ20ဆိုတော့10ကျန်း အတွင်းတုံညာရတဲ့ဒီ session ရမှာဒါဆိုဆရာတို့30တုံညာမရတဲ့ရခင်စားခိန်းကိုအကျွမ်းနဲ့ဆက်စားရမှာပြောရတဲ့အတွက်20ကိုပါရောင်းရေးလိုက်မယ်ဒီခိန်းကြောင်းရေးလိုက်မယ်30နလီ20ဩအကျွမ်းတုံညာရပြီခိန်းကသုံးလုံးရှာတာဖြစ်တဲ့အတွက်အဖြေဆိုပြီးအားရပါရထုတ်လို့မရသေးဘူးဆရာတို့ကူရတဲ့30နဲ့ခြံလာခဲ့တဲ့60နဲ့ပါလို့ရမယ်ဆက်ပြီးတွဲရမယ်ဒါဆိုကြီးတော်ခိန်းဟောငယ်တော်ခိန်းပြန်စားပါလို့ပြောတဲ့အတွက်60ကိုပါနဲ့စား30နဲ့စား အဲ့ဒါ60ကို10နဲ့စားရင်လိုလေလေ10 60 60ဟောနောက်ဆုံးစားခဲ့တဲ့အဖြေဖြစ်တယ်ဒါဆိုအဖြေဒီဘလောက်ရလဲထမ်းရတယ်ဒါဆိုမှန်ပါတယ်နော်ခဲဒါဆိုရင်ဆရာတို့နောက်ထပ်နံပါတ်2နံပါတ်2လည်းအတိုင်းပဲကြိုက်တဲ့ဂိမ်းတစ်ခုကိုရင်ရှာပါဆရာတို့ဒီမှာအဖြေတိုက်ရအောင်ပါ36ကြီးသောဂိမ်းကိုငယ်သောဂိမ်းပြန်စားပါအစင်တီဒါကြောင့်ဆရာတို့က36ကို24နဲ့စားမယ်အဲ့တော့ဆရာတို့24တလီ24နှုတ်လိုက်မယ်ကွာ ရခင်စာကိန်းဝတ်ကျွင်းနဲ့စစ်စားရမှာပြောတဲ့အတွက်24ကိုဆရာတို့ဗပြောင်းရေးလိုက်မယ်ဒီကိန်းပြောင်းရေးလိုက်မယ်စနစ်နလီ24ဒါဆိုဆရာတို့တွေဖြေရပြီပထမကိန်းနှလုံးရဲ့ဖြေရပြီဒါဆိုခြံထားခဲ့တဲ့ကိန်း48နဲ့ဆက်ပြီးတော့တွေ့မယ်ဒါဆိုရင်ကြီးသောကိန်းဝငယ်သောကိန်းပြည့်စားပါလို့ပြောတဲ့အတွက်48ကိုစနစ်နဲ့စာစနစ်၄48ဆိုတော့ဆရာတို့အဖြေရပြီ နောက်ဆုံးစားခင်းနေဖြစ်ဖြစ်တယ်ဆိုတော့နောက်ဆုံးစားလိုက်တာဒီစားခင်းနေထွဲဖြစ်တယ်အဲဒါ greater common factor gcf ဒီထွဲရတာဖြစ်တယ်ကဲဒါဆိုရင်တတော်သူမျိုးတို့ကဏ္ဍနေပြောင်းလဲပြီးတော့ကြိုက်သလိုပေးထားပါစေအစာနီးနဲ့စားစားတတ်မယ်လို့ဆရာယုံကြည်ပါတယ်ဒါဆိုရင် easy ပဲရေချင်ခန်းနဲ့ကပုံစံလေးတွေကိုတတော်သူမျိုးအစာနီးနဲ့တွက်မယ်ဆိုရင်တွက်လို့ရပါဘူးကဲဒါဆိုဆရာတို့လေချင်ခန်း2.4ရဲ့ကနံပါတ်2ရဲ့ကားငယ်လေးကိုတွက်ပါ ော်အဲ့တော့ဆရာတို့ကားငယ်လေးကိုတပါမယ်ဒါဆိုဆရာကကြီးခါခွေးတွေကဘယ်ရောက်သွားလဲဆိုလာပါလိမ့်မယ်နောက်တနည်းကြလို့ရှိဟုတ်ပြီနော်ဒါဆိုဆရာတို့ကဟောဒီနံပါတ်2ကကားငယ်ပုံကလေးကိုဘယ်နည်းလေးနဲ့ခွတ်တက်မလဲဆိုရင်အခုဆရာတို့လေ့လာခဲ့တဲ့အစာနည်းလေးနဲ့လေ့ကျင့်ကြည့်ကြပါမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ကြီးသောကိန်းကိုငယ်သောကိန်းပြန်စားပါအစင်တေဒါကြောင့်60ကိုဗာနဲ့စား80နည်းနဲ့စားမယ်ကွာ90နည်းတယ်လီ90နည်း60တဲ့ကနှုတ် ယခင်စားကိန်းကိုအကျွင်းနဲ့ဆက်စားရမယ်။တုံညမရဘူးနော်။အကျွင်းတုံညမရမချင်းဆက်စားရမှာဖြစ်တယ်။ဒါကြောင့်ဆရာတို့ကယခင်စားကိန်းဖြစ်တဲ့82ကိုဘာဖြစ်ပြောင်းလိုက်မလဲ။ဒီကိန်းအဖြစ်ပြောင်းရေးလိုက်မယ်။ပြီးတော့ဆက်စားမယ်။အဲ့တော့78လီဝင်78လီ82ဒါဆိုရင်ဆရာတို့တွေအကျွင်းတုံညရပြီ။ဒါဆိုရင်နောက်ဆုံးစားကိန်းဒီအဖြစ်ဖြစ်တယ်။ဒါဆိုရင်18ဒီ answer အဖြစ်ဖြစ်တယ်။ဒါကြောင့် greater common factor GCF equal to ပါလဲ18 ဟောလွယ်လွယ်လေးဟုတ်ပါပြီဒါဆိုရင်ဆရာတော်ဒီနေ့လေးလာခဲ့တာဒီအကြီးဆုံးပုံစံခွဲခင် GCF ကိုဆရာတော်ကဘယ်နည်းနဲ့လဲဆိုတော့အစာနည်းနဲ့ရှာတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုဒါလို့သူမျိုးအစာနည်းနဲ့ဘယ်လိုရှာရမလဲဆိုတော့ဒီနေ့သင်ခန်းစာလေးလေးလာပြီးတော့နားလည်မယ်လို့ဆရာယုံကြည်ပါတယ်ဒါဆိုသင်ခန်းစာလေးကဒီနေ့ဒီလောက်ပါပဲဒီနေ့သင်ခန်းစာလေးကိုဆရာတော်အနည်းဆုံးပြီးတော့ပြန်ပြောရမယ်ဆိုရင်အကြီးဆုံးပုံစံခွဲခင်ကိုအစာနည်းနဲ့ရှာမယ်ဆိုရင်စစ်တဲ့ပိုရကြီးသောဂိမ်းကို ငယ်သောဂိမ်းပြည့်ပါလို့ရမလဲစားရမယ်အစင်းတကကြတော့အကျွင်းတုံညာမရဘူးဆိုရင်ယခင်စားဂိမ်းကိုဗာနဲ့စားအကျွင်းနဲ့စစ်စားရမယ်ယခင်စားဂိမ်းနော်သတိထားရမယ်ယခင်စားဂိမ်းကိုဆရာတော့ဗာနဲ့စစ်စားရမယ်အကျွင်းနဲ့စစ်စားရမယ်အဲ့တော့တုံညာမရမချင်းဆရာတို့စစ်စားအဖြေထုတ်တော့မယ်ဆိုရင်နောက်ဆုံးစားဂိမ်းဒီအဖြေဖြစ်တဲ့ greater common factor ဖြစ်တယ်အဲ့တော့နောက်ဆုံးစားဂိမ်းသတိထားရမယ် ကဲဒါဆိုရင်အဲ့ဒီအစင်၃စင်သိရင်ဆရာတို့အကြည့်အစာနေနဲ့အကြီးဆုံးပုံစံပဲကိန်းရှာတတ်ပြီးတကယ်လို့ဂိမ်းကနှလုံးထည့်များနေတယ်ဆိုရင်တော့ဆရာတို့ဘာလို့ရမလဲနှစ်ခုတည်းပိုတဲ့ဂိမ်းတွေကိုအကြီးဆုံးပုံစံပဲကိန်းရှာမယ်ဆိုလို့ရှိရင်တော့ဒါတို့တမီတို့နှစ်သက်ရာဂိမ်းနှစ်ခုကိုနှစ်သက်ရာဂိမ်းနှစ်ခုကိုအရင်ရှာရှာပြီးမှခြံထားခဲ့တဲ့ဂိမ်းတွေကိုဘာလို့ရမလဲဇက်တိုက်ရှာသွားရုံပဲဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးဒါတို့တမီတို့အစာနေနဲ့အကြီးဆုံးပုံစံပဲကိန်းရှာတတ်တော့ပါ မှတ်မိမယ်လို့ဆရာယုံကြည်ပါတယ်။ဒါဆိုရင်ဆရာပြောနေကြစကားအတိုင်းဒီနေ့ရဲ့စကားလက်ဆောင်လေးကစဲဆိုတန်များကိုတိရိစ္ဆာန်တော်မှာမနစ်သည်ပြီ။ကဲဒီဇက်တော်လေးကတော့သိမှာပါ။ဟုတ်ပြီနော်။ဒီဇက်တော်လေးကတော့သိမှာပါ။ဇက်တော်လေးထဲမှာနွာလာဥတ္တဘလေးကိုဟုတ်ပြီနော်။စဲဆိုချိန်ပေါင်းပြီးတော့ဘာဖြစ်လဲ။ဝင်းနေဆွဲခိုင်းတာမယုံဘူးလေနော်။အဲအားကြောင့်မလို့ဆရာတို့ကစကားကိုရေးကြည့်ချူချူတတ်တာနဲ့ပဲ ပြောရမယ်ခုခေတ်သားတို့တမီတော်လူငယ်တွေတယောက်နဲ့တယောက် short be traditional နဲ့နောက်ပြီးတော့ပဲပြောတယ်ပြောပြောခေတ်သုံးစကားလိုပဲပြောပြောဆရာတို့တွေကြားနေရတယ်အဲစကားလုံးအသုံးနှုန်းလေးတွေမှာပါလေဆဲပြီးတော့ပြောကြရတယ်နော်တယောက်တယောက်လူချင်းတွေ့ရင်တော့ဆဲပြီးနှောက်ဆက်ကြတယ်အဲဆရာတို့တော်မှာအမြင်နဲ့ကြားနေရတယ်လူငယ်တွေသုံးနေရအဲ့ဒါတကယ်တော့မလို့ရဘူးပေါ့နော်အဲ့တော့ဆရာတို့တွေအခုနောက်ပိုင်းအဲ့လိုလေးဆရာတို့ကြားနေရတာဖြစ်တယ်စိတ်မကောင်းဖြစ်ရတယ်အဲ့တော့တအားသမီးတို့တွေအဲ့လိုလေးတွေ မတုံးစေချင်ပါဘူးเนาะအဲ့တော့ဆဲဆိုပြီးတော့ပြောတာဆိုတာအဲဆဲဆိုပြီးတော့နှုတ်ဆက်ကြတာဘာရယ်မဟုတ်ဘူးနှုတ်ကနေဆဲပြီးပြောတာတယောက်နဲ့တယောက်အပြုံးလေးနဲ့ဆဲပြီးနှုတ်ဆက်ပြီးပြောင်းလောင်းပြီးပြောတယ်ဆိုပေမဲ့ဆရာတို့ကကောင်းတဲ့အကျင့်ပဲဖြစ်ဖြစ်မကောင်းတဲ့အကျင့်ပဲဖြစ်ဖြစ်အကျင့်ချင်းလောက်ပါများရင်ဆရာတို့ကဆွဲတတ်တယ်အဲ့ဒါနှုတ်မှာဆွဲသွားတတ်တယ်ဒါကြောင့်မောသားတို့တမျိုးဆဲဆိုတဲ့စကားလုံးနေဆဲဆိုတဲ့အတုံးတုံးလေးတွေမတုံးပါနဲ့เนาะ ဟုတ်ပါပြီ။တာလို့သမီးတို့ဒီဆရာမိပါတို့တက်ဆင်းပြင်အောင်ကြိုးစားနိုင်တယ်။ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေ။ဘိုင်ဘိုင်။